တို့အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်အန်ခေမူပါမြန်မာစံတော်ချိန်ည9:00နာရီရှိပါပြီပြည်သူတရားရှင်ပေါင်ချိန်ဇလန်းရွဲကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါခင်ဗျဒါကြောင့်ကျွန်တော်ရဲ့ channel မှာအပတ်စဉ်တောက်ကြစနေတနင်္ဂနွေနေ့တိုင်းမှာည9:00နာရီချိန်ပြည်သူပြောင်းရှင်ပေါင်းချိန်ဇလန်းတွဲအပိုင်းဆက်များကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်အပိုင်းတွေတင်တဲ့အခါမှာသိနိုင်မှုအတွက်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ပြီးတော့ခေါင်းလေးကိုနှိပ်ထားပေးကြပါဦးခင်ဗျာ။ ဒီပိုင်းစားမှာကတော့ကြံကြောင်းလဲစစ်မှတ်ရေးရာဌာနကအပြန်ကြောက်ရှန့်အသေးချာမစုံစမ်းလို့တာမဟုတ်ရင်မလွယ်ဘူးလို့ပြောနေပါလေ။ပေါလုံချင်းမင်းကတော့အိုက်ဟူရဲ့လောရက်ကတကယ်ကိုစိတ်လိုက်မှမှဖြေလုံးနေလို့ပြောနေရပါ။ဒါမှလည်းဒလိုရီကြောင့်ပဲအိုက်ဟူဇာကုံးစမောထားတဲ့ဂူးဆိုင်ပေးတဲ့ခန်းစားချက်တွေကိုလည်းတစ်ဖက်ကမြင်တွေ့နေရတယ်လို့ပေါလုံချင်းမင်းကထပ်ပြောပါလေ။ဒါကြောင့်ပေါလုံချင်းမင်းကတော့အိုက်ဟူနဲ့ရှင်အောင်မှသူကိုယ်သူနှလုံးသားကိမဲ့လွန်းနေလို့ခန်းစားနေရပါလေ။ကြံကြောင်းလဲပေါလုံချင်းမင်းဇာကုံးစမောထားတဲ့စိုးရင်ပူပန်ပေးတဲ့စိတ်ကတော့သူတို့လူတိုင်းထက်ကြော်လွန်နေပါလေလို့ပြောလိုက်ပါလေ။ ပြီးတော့ဘောင်လုံးကြီးမင်းမလှူရှားတာကဆရာကုန်းဆုံးကရဲမတ်မတ်တန်းစင်းကိုခိုးယူသွားလုံရံမျိုးမလှူဘူးလို့ယုံကြည်နေအောင်ပဲလို့ကြံကြောင်းပြောလိုက်ပါတယ်။ကြံကြောင်းတော့ဒါအတွက်ကြောင့်ပဲတရားရကြလို့ရှိရင်ဆရာကုန်းဆုံးကိုအပြစ်ကင်းစင်မှုပြန်ပေးနိုင်မယ်လို့ယုံကြောင်းပြောလိုက်ပါတယ်။ဘောင်လုံးကြီးမင်းကတော့အာယူသာသည်သဘောတရားကိုနားလည်ဖို့ဆိုရင်လွယ်ကူတဲ့ကိစ္စတစ်ခုတော့မဟုတ်ဘူးလို့ပြောပါတယ်။အဲနောက်မှာတော့ကြံလုံးကြောင်းကိုရောက်လာပြီးတော့အာယူကိုနေရာနှံ့လိုက်ပြီးတော့ရှာပေမဲ့တဲလွန်စားတော်မှမတွေ့ကြောင်းပြန်ပြီးတော့ပြောလာပါတယ်။ဒါပြင်ကြောက်ဟုလည်းယုံတော်ကလူကမျိုးတော်ထဲမှာပါအာယူကိုရှာမတွေ့ကြောင်းပြောလာခဲ့ပါတယ်။ အားလုံးမျိုးတော်ကာကွယ်ရေးအဆောင်ရာရှိစီကနေပြောတမ်းကြားတာကအာယူမျိုးတော်ကနေထွက်သွားပြီဆိုတာပါဒါတော့ကြံကြောင်းလိုက်အာယူသေးတာပေါ့မျိုးတော်ကနေထွက်သွားပြီးတော့ဆရာကုန်းဆုံးသွားရှာတယ်ဆိုတာဖြစ်နိုင်ကြောင်းပြောလိုက်ပါတယ်ပေါင်ကြီးမလဲအာယူကဆရာကုန်းဆုံးကာကွယ်ဖို့ဆိုရင်ဘာကိစ္စမဆိုလုံးလိမ့်မယ်လို့ယုံကြည်နေကြောင်းပြောပြလိုက်ပါတယ်ဒါပေမဲ့ပေါင်ကြီးမင်းကသူတို့တွေလည်းဆရာကုန်းဆုံးသွားပြီးတော့ရှာသိမ့်ပြီလို့ပြောလိုက်ပါတယ်အားလုံးကြံကြောင်းလိုက်ဆရာကုန်းဆုံးကအတွေ့မခံမဲနဲ့ရှောင်းနေမယ်လို့ပေါင်ကြီးမင်းထင်နေခဲ့တာမဟုတ်လားလို့မေးပါတယ်ဒါပေမဲ့ပေါင်ကြီးမင်းကတော့အချိန်လေးရေးဆိုတာအချိန်ခါနဲ့ပြောင်းလဲနေတတ်တာကြောင့်နေကန်ရာရှိတဲ့ ရှာဖွေမှုမှာတော့ပူပေါင်းမှုတောင်းဆိုတာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်။ပြည်မှုဆိုင်ရာဌာနကတော့ဆရာကုန်းစုံကိုဖမ်းဆီးဖို့အတွက်ဂျိနာစာထုတ်ပြန်လိုက်မယ်လို့ပေါင်လူကြီးမင်းကပြောပါတယ်။အဲတော့နိုင်ငံရာရှိကဆရာကုန်းစုံကိုဖမ်းဆီးဖို့အတွက်ဒီလိုမျိုးစုံထုတ်သုံးလိုက်မယ်လို့ရှင်းပြပါတယ်။ပေါင်လူကြီးမင်းကတော့ဆရာကုန်းစုံကရှောင်ပုံးလို့မရတဲ့ပြင်ဒီအတွက်ကြောင့်ပဲဒုက္ခနဲ့ရင်ဆိုင်ရလိမ့်မယ်လို့ပြောလိုက်ပါတယ်။အဲတော့ပဲကြံကြောင်းလဲတိုင်းလောကတငယ်ချင်းတွေကိုကူညီတောင်းပြီးတော့ဆရာကုန်းစုံရှာခိုင်းမယ်လို့ပြောလိုက်တာပါ။ပေါင်လူကြီးမင်းလဲဆရာကုန်းစုံရုံးတော်ကရှာမတွေ့ခင်ရှာမယ်လို့ပြောလိုက်ပါတယ်။ ိုင်ရမော်တော်ရာရှိတွေကဆရာကုန်းစုပ်ပုံချမ်းထုတ်ပြီးတော့ဝရမ်းပြေးဖြစ်နေတတ်မှတ်လိုက်ကြပါတော့တယ်။ရာရှိတွေကဝရမ်းပြေးလူရဲ့ပုံလူကိုတဲခိုးဆောင်ထဲမှာပါလိုက်ပြီးတော့ကတ်ထားကြပါလိမ့်။အိုင်ရမော်တော်လူတွေအားလုံးပြထားတယ်ပကြီးကိုကြည့်ပြီးတော့စာပေသမားနဲ့ဒူတယ်လို့တွေးနေကြပါလိမ့်။အိုင်ရမော်တော်ဆရာကုန်းစုံကသူနဲ့အတူထဲတန်းကိုနေလေသာစားဖို့ခေါ်လိုက်ပါလိမ့်။ထဲတန်းကတော့ဆရာကုန်းစုံကဆိုင်းရှင်းရဲ့ဦးလေးဖြစ်တာကြောင့်သူ့လိုလူနဲ့အတူစားလို့မဖြစ်ကြောင်းကိုပြောလိုက်တာပါ။ထဲတန်းကတော့ဝေချင်းထံမှာအလုတ်ကျန်းလုံးနဲ့အစီကံတယောက်တတ်တတ်ပါပဲလို့ပြောပါလိမ့်။ဒါပေမဲ့ဆရာကုန်းစုံကထဲတန်းကလူကောင်းဖြစ်တာကြောင့် သူလည်းသာအတူစားစီပါလေပြီးတော့ဆရာကောင်းဆုံးဝေချွေးတံကိုစားအုပ်တဲ့နေ့ကထေတန်းသာဆံမြုပ်ဘူးလေးကိုမပေးခဲ့ဘူးဆိုရင်သူအသက်တောင်မရှိတော့ဘူးလို့ပြောလိုက်ပါလေထေတန်းကတော့ဆံမြုပ်ကဘာမှမဟုတ်ဘူးလို့ပြောနေမယ်ဆရာကောင်းဆုံးကတော့ရောက်သွင်းစုံလင်ပြီးတော့အရသာပြည့်ပြည့်စုံတဲ့ဟင်းတွေကအဲ့ဒီဆံမြုပ်ကိုရှင်းလို့မရဘူးလို့ပြောလိုက်ပါလေပြီးတော့ဆရာကောင်းဆုံးလည်းထေတန်းနဲ့ပြောခဲ့တဲ့အတိုင်းသူတို့ကတငယ်ချင်းတွေဖြစ်လို့ဇွဲဝိုင်းတူတူထမင်းစားလို့မရဘူးလားလို့မေးလိုက်ပါလေဒါပေမဲ့ထေတန်းကအဲ့တုန်းကဆရာကောင်းဆုံးသခင်ကြီးမှမသိခဲ့လို့ဘာလို့ပြောလိုက်ပါလေဆရာကောင်းဆုံးကထေတန်းလိုမိတ်ဆွေကိုတန်ဖိုးထားတာကြောင့် ဘယ်အချိန်တွေပဲဖြစ်ဖြစ်သူတငယ်ချင်းပဲလို့ပြောလိုက်ပါတယ်။အန်နမတို့ဦးကြီးတော်ရှိကကြောက်ရှန့်ပြစ်မှုဆိုင်ဌာနကိုဆရာကုန်းဆုံးကဝရမ်းပြေပြေသားဖြစ်တဲ့တတ်မှတ်ကြောင်အကြောင်းကြားလိုက်တာလားလို့မေးလိုက်ပါတယ်။ကြောက်ရှန့်လည်းဆရာကုန်းဆုံးကအရေးကြီးတဲ့စစ်မှတ်ရေးကိစ္စလူဝတ်ချက်ကိုခိုးယူကြောင်တန်တရားရှိနေတော့အလို့ရမလို့လို့မဖြစ်ဘူးလို့ပြောလိုက်ပါတယ်။အန်နမဦးကြီးတော်ရှိလည်းကြောက်ရှန့်ကိုကိုေးကိုတာပါမယ်လို့ဆိုလိုတာမဟုတ်ပဲဆရာကုန်းဆုံးလောက်တာတေးကြလားမေးုံပဲလို့ပြောလိုက်ပါတယ်။ကြောက်ရှန့်တော့လက်ရှိရှိနေတဲ့တပ်တွေရာကြည့်ရင်တော့ဆရာကုန်းဆုံးကလွဲပြီးတော့တခြားသူတွေမဖြစ်နိုင်ဘူးလို့ပြောပါတယ်။ အတောင်ဦးတော်ရှိလဲဆရာကုန်းဆုံးပုံစံကအဲ့လိုမဟုတ်တာကြောင့်ဆရာကုန်းဆုံးလောက်တာမှဖြစ်နိုင်လို့ပဲတွေးနေပါလေအဲ့ဒါမှတော့ကြောက်ရှံလဲသူကိုယ်တိုင်ပါဆရာကုန်းဆုံးဒီလိုမလောက်တာကိုယုံကြည်တယ်လို့အဖေဖြစ်သူကိုပြောလိုက်ပါလေဒါပေမဲ့တသက်တရားမျက်စိရှိရောက်နေကြအောင်မယုံနိုင်စရာဖြစ်သွားတဲ့အတွက်ဆရာကုန်းဆုံးတရားရုံးတော်စီဖန်စီခေါ်ဆောင်လာပြီးတဲ့နောက်ပိုင်းမှာပဲအမှန်တရားကိုရှင်းလင်းမေးရမယ်လို့ပြောပါလေအဲ့ဒါမှတော့ဦးတော်ရှိလဲကြောက်ရှံစီကနေဂရီတစ်ခုကိုတောင်းလိုက်ပါလေအဲ့ဒါဒေတာမောက်ဆရာကုန်းဆုံးပြန်လဲခြေပါပိုင်ခွင့်အခွင့်အရေးပေးဖို့ဖြစ်ပြီးတော့လုံးဝမတရားဆွဆွဲခံတဲ့အမှုမျိုးဖြစ်လို့မဖြစ်ဘူးဆိုတာပါပဲ ကျောက်ရှမ်းတော်အိုင်မှုကိုပြည်မှုဆိုင်ရာဌာနစီကိုလွှဲပြောင်းပြီးသွားပြီဖြစ်လို့သူကတိုင်းဝင်ပြောလို့ရတဲ့နေရာမျိုးမဟုတ်မှာစိုးတယ်လို့ပြောလိုက်ပါတယ်။ဒါပေမဲ့ဦးတော်ရှစ်ကတော့လွတ်ဝက်စစ်ဗျူဟာကိုခိုးသွားတဲ့အမှုကကျောက်ရှမ်းစစ်မဲ့ကြီးဟာဌာနကနေထွက်လာတာဖြစ်လို့စစ်ဆေးနေတဲ့အချိန်မှာတော့တရားမှကြားနာပိုင်ခွင့်ဒေတာပေါက်ရှိကိုရှိတယ်လို့ရှင်းပြလိုက်ပါတယ်။အားလုံးကျောက်ရှမ်းသာပြည်မှုဆိုင်ရာဌာနကိုဥပဒေတိုင်းမျှတာတဲ့စစ်ဆေးမှုလုပ်ဖို့အကြံပေးလိုက်ရင်ဆရာကုန်းဆုံးမှခြေပါတဲ့ခွင့်ရှိသွားပြီလို့ပြောလိုက်ပါတယ်။အားလုံးမှာတော့အာယူကဆရာကုန်းဆုံးတဲခဲ့မှုတဲ့တဲခူဆောင်ကိုရောက်လာပါတော့တယ်။အာယူကတော့တုံးစီနဲ့တွေ့ပြီးတော့ ဝရမ်းပြေးဆောင်မှာကတ်ထားသူကိုရှာနေရလို့ပြောလိုက်ပါတယ်။တုံးစီကတော့တိတာတောင်စကားတွေအားထည့်နေတဲ့အတွက်အယူလည်းလိန်ပြောနေရကိုရိပ်မိသွားပါတယ်။အယူကအစားကလေးကဒီတဲခုဆောင်မှာဆရာကုန်းဆုံးလာပြီးတော့တဲခုသွားတော့တီထားပြီးတော့လိုက်လာခဲ့တာဖြစ်ပါတယ်။တုံးစီကတော့လိန်ပြောခဲ့မယ်အယူကဓာတ်ကိုဆွဲထုတ်လိုက်တာကြောင့်ဆိုင်ထဲကလူတွေလည်းကြောက်လန့်ပြီးတော့ထွက်ပြေးကုန်ပါတယ်။ဆိုင်ရှင်လည်းပြေးထွက်လာကြောင့်ကြံကြောင်းကရောက်လာပြီးတော့သူငယ်ချင်းအယူဟာအလိုပဲစားတော့ရတဲ့သဘောကျလို့ပါလို့ဝင်ပြောလိုက်ရပါတယ်။အဲနောက်ကြံကြောင်းကတုံးစီစီလာပြီးတော့အယူကိုညာပြောတယ်ဆိုတော့ပြောဖို့ခက်နေရလားလို့မေးလိုက်ပါတယ်။ အဲ့တော့တို့ AC စကားပြောလို့ရအောင်လို့တုံးစီဟိုအခန်းရင်ရှာခိုင်းလိုက်ပါလေတပတ်မှာတော့ကုသမားတို့ကတေးကုံသွားတာကြောင့်နေမတိတိုင်းသားဖြစ်ပြီးတော့ထဲတန်းကိုလာရှာပါလေထဲတန်းကတော့သူ့ဆေးကိုတေးချာနှမ်းဆက်သွားအထိစောင့်ပေးပါလို့ပြောလိုက်ပါလေဒါမဲ့ကုသမားတို့ကသီးမခံနိုင်တာကြောင့်ထဲတန်းလည်းတမားတို့ကတေးတောက်ပြီးတော့လူနာတွေကိုယောဂါကူပေးနေမှာမကောင်းလို့ပြောလိုက်ပါလေကုသမားတို့ကတော့သူတကယ်လို့တေးမတောက်ဘူးဆိုရင်တော့ယောဂါကြည့်ပေးလို့မရတော့လို့ပြန်ပြောပါလေထဲတန်းကတော့သူဖွက်ထားတဲ့တေးကိုသွားယူပေးလိုက်ပြီးကုသမားတို့ကိုတိုက်လိုက်ပါလေ ။ဒါပေမဲ့ကုမာတို့ကဇက်တိုက်တောက်နေအောင်ထဲတန်းလည်းအတင်းဆွဲယူပြီးတော့ဒီလိုသာဆက်တောက်နေနောက်ဆိုမဖွဲ့ပေးထားတော့လို့ပြောလိုက်ပါလေ။အဲ့ဒါမှတော့ဆရာကုန်းဆုံးရောက်လာပြီးတော့တေးဖွဲ့ပြီးတော့ပြန်လာတဲ့ထဲတန်းနဲ့တွေ့ပါလေ။ဆရာကုန်းဆုံးကထဲတန်းကကုသမားတို့ကိုတေးကူပြီးတော့ဖွဲ့ပေးနေတာပဲလို့ပြောလိုက်ပါလေ။ထဲတန်းကတော့ကုသမားတို့ကအားလုံးကောင်းပြီးတေးတောက်ရတာကြိုက်အောင်ပဲလို့ရှင်းပြလိုက်ပါလေ။ပြီးတော့ကုသမားတို့ကသူသာတေးမတောက်ရရင်လူနာတွေယောဂကုသပေးလို့မရတော့ထဲတန်းကပြောပြပါလေ။ဆရာကုန်းဆုံးကတော့အဲ့ဒါကကုသမားတို့ကတေးဆွဲနေတာဖြစ်ပြီးတော့ ထဲတန်းတောင်းဆိုမှုကြောင့်သူမပြောဖို့ဆုံးဖြတ်လိုက်ပါတယ်။အန်နာမာကျန်ကျောင်းနဲ့အာယူတို့ကခန်းထဲမှာတုံးစီကိုခေါ်ပြီးဆရာကုန်းဆုံးကျောင်းကိုမေးနေခဲ့ပါတယ်။ဒိုနဲ့အာယူလည်းကျန်ကျောင်းကိုဘလို့ဖြစ်ပြီးတော့ဒီဒီရောက်လာလဲလို့မေးလိုက်ပါတယ်။ကျန်ကျောင်းတော့အာယူကြေးစားလုပ်ခဲ့တာကြောင့်ဖန်ဝရန်ပြေသားကိုလိုက်ဖမ်းတာအတူတူပဲမို့လို့တခြားလုံးရှာယုံပဲလို့ပြောလိုက်ပါတယ်။ဒါပေမဲ့ကျန်ကျောင်းမှာတိုင်းလောကတငယ်ချင်းတွေအကူအညီတွေမနှဲရှိတာကြောင့်အင်အားချွေတာရတာပေါ့လို့ပြောပြလိုက်ပါတယ်။အဲ့တော့အာယူလည်းပေါင်လူချင်းတို့ကိုစိတ်ဆိုးနေလားလို့မေးပါတယ်။ကျန်ကျောင်းတော့ခေါင်းခါပြလိုက်ပြီးတော့ပေါင်လူချင်းကိုယ်တိုင်က သူ့ကိုဆရာကုန်းစုံရှာဖို့အတွက်လွှတ်လိုက်တာဖြစ်ကြောင်းကိုရှင်းပြလိုက်ပါတယ်။အတောင်အာယူလဲဆရာကုန်းစုံကဖန်ဝရန်ထုတ်ခံထားတဲ့အတွက်ဘောင်လုံးကြီးမင်းကကြံကြောင်းကိုနန်းတော်အတွက်ဆရာကုန်းစုံကိုလာဖမ်းခိုင်းတာလားလို့မေးလိုက်ပါတယ်။ကြံကြောင်းလဲသူတို့ရုံးတော်ထက်ခြေလှမ်းဆောပြီးတော့ဆရာကုန်းစုံရှာတွေ့ဖို့ဘောင်လုံးကြီးမင်းကမျှော်လင့်ထားတဲ့အကြောင်းကိုပြောပြလိုက်ပါတယ်။ဒါပေမဲ့အာယူကတော့သူတို့ဒီနေရာကြီးလိုက်စုံစမ်းလဲဆရာကုန်းစုံကခြေရလဲကမရှိပြောင်းနေရဖြစ်တဲ့အတွက်အသုံးမဝင်တော့ဘူးလို့ပြောလိုက်ပါတယ်။ကြံကြောင်းတော့သူတို့ကနည်းနည်းချင်းစီစုံစမ်းရှာဖွေရင်တော့ဒေတာပေါက်သဲလုံစားတော့ရှိလာမှာပါလို့ပြောလိုက်ပါတယ်။ အာယူလဲဆရာကုန်းဆုံးလိုမျိုးအုံနောက်ရှိစေခြင်းပြီးဒီလိုကိစ္စကဆရာကုန်းဆုံးတော်တော့တေချာပေါက် ခက်ခဲမှာမဟုတ်ဘူးလို့ပြောလိုက်ပါလိမ့်အနောက်တော့ထဲတန်းကမတက်နိုင်တဲ့သူတွေကိုဈေးတဘုံလောက်ပေးစေခြင်းပေမဲ့တင်းစင်းထင်းကတော့ဝေချွင်းထံကဈေးကူးတာပြီးတော့ဈေးအောင်တဲ့နေရာဖြစ်လို့မပေးနိုင်ဘူးလို့ပြောလိုက်ပါလိမ့်ထဲတန်းတော့မပေးနိုင်တဲ့သူတွေကတကယ်လဲဆင်းရဲပြီးတော့ယောဂါလဲကုသမှာရမှာဖြစ်မယ်လို့ကာပြောပေးနေပါလိမ့်ကုသမတော်လဲထဲတန်းပြောသလိုပဲဆင်းရဲသားတွေကိုဈေးတဘုံလောက်တော့ပေးစေခြင်းနေပါလိမ့်ဒါမဲ့တင်းစင်းထင်းကတော့သမားတို့ကိုပါရံပြန်တွေးနေပြီးတော့အဲ့ဒီသူဆင်းရဲကို အလကားဆေးကူပေးလိုက်မယ်ဆိုရင်နောက်နေ့တွေကစပြီးတော့နောက်လူတွေပါငွေမယူဘဲနဲ့အကုန်လုံးလက်ကားကြည့်ပေးတော့မှလားလို့ပြောလိုက်ပါတယ်။ထဲတန်းကတော့အဲ့ချိန်တုန်းကငွေသိန်းနေရာမှာမရှိတာကိုတွေးလိုက်ရတာကြောင့်သူအမတွေပါလို့ဝန်ခံလိုက်ပါတယ်။ဒါမဲ့တင်းစင်းတိန်ကတော့ထဲတန်းပေါ်စကားတွေလွန်ကျူးလာပြီးတော့ထဲတန်းကဝေချွန်းတိုင်ရဲ့အစည်းကမ်းသာသာမလို့မရေတေးမှုပြောဆိုနေပါတယ်။အားလုံးထဲတန်းလည်းသူစင်းရဲတွေပေးရမယ်။စင်းပေးကဈေးကူသားစိတ်ဈေးဖို့အကုန်လုံးကိုသူထဲကနေတွက်လိုက်ပြီးနောက်နေ့မှလောအားကားတွေကနေဖြတ်လိုက်ဖို့တင်းစင်းတိန်ကိုပြောလိုက်ပါတော့တယ်။ တင်းစင်းကင်ကတော့ထဲတန်းလောဝကတွေကလည်းဖြတ်ရအောင်တလားကိုလောဝကဘလောက်တောင်ရနေလို့လဲလို့မေးလိုက်ပါလေအားကြောင့်သူစင်းမလေးကလည်းထဲတန်းကိုဒူးထောက်တောင်းမှန်ပြီးလောဝကတော့နှုတ်ခမ်းလို့မဖြေချောင်းတောင်းမှန်နေပါတော့တယ်သူစင်းမလေးကတော့သူ့ကိုယ်သူရောင်းစားပြီးတော့သူများစီမှာအစီကံလုံးလို့ရတယ်လို့ပြောပြီးတော့ငိုနေရှာပါလေဒါကြောင့်သူစင်းမလေးကလည်းသူ့ကိုယ်သူရောင်းစားပြီးအမေဖြစ်သူကိုကယ်ဖို့တွေးနေခဲ့ပါလေအဲ့တော့မတော်ဆရာကုန်းဆွမ်းရောက်လာပြီးတော့ဘသူမှပတ်စံပေးစရာမလိုဘူးလို့ပြောလိုက်ပါလေပြီးတော့ဝေချွေးနိုင်ဖွင့်လာတာကဈေးကူးသားပြီးတော့ဈေးအောင်ပေးတဲ့ဆိုင်ဖြစ်တာကြောင့် ဈေးပညာဆိုင်ရာကိုကျင်တရားကိုအခြေခံထားဖြစ်တယ်လို့ပြောပြလိုက်ပါတယ်။အဲတောင်ဆရာကွန်ဆွန်လဲတကယ်လို့ဈေးဘိုးစရိတ်အတွက်ဒေမာကိုမကယ်ဘူးဆိုရင်ဈေးတိုင်းကဆက်ပြီးဖွင့်နေလဲဘာအိပ်ပဲရှိမှာမဟုတ်လို့လေအပူပဲလို့ပြောလိုက်ပါတယ်။အဲလိုနဲ့ဆရာကွန်ဆွန်လဲအဲ့ဒီငွေကားကို तू ကတောင်းဝီမှာဖြစ်လို့ပတ်စံမယူနဲ့လို့ပြောလိုက်တာပါ။အဲတောင်ဈေးရာကူတဲ့သူတွေလဲဝေချွင်းထံမှာပြောပေးမဲ့သူပေါ်လာဖြစ်တာကြောင့်ဝမ်းသာနေကြပါတော့တယ်။ဒါပေမဲ့တင်းစင်းကံကတော့သူကဝေချွင်းတိုင်ငွေကင်ဖြစ်တာကြောင့်သဘောမတူလို့ဝင်ပြောလိုက်တာပါတင်းစင်းကံကတော့ဝေချွင်းတိုင်ကစီးပွားရေးဖွင့်တာကြောင့ ဘတ်ဆန်မြူဝင်ဘလို့ဆက်သွားမှာလဲလို့မေးလိုက်ပါတယ်။ဇာကွန်ဆောင်ရဆိုင်ရှင်ကသူ့ကိုဝေချွန်းထံကိုတောင်းဝင်ယူအုပ်ချုပ်ခိုင်းတာဖြစ်တဲ့အတွက်သူကပဲဆုံးဖြတ်ပိုင်ခွင့်ရှိတယ်လို့ပြန်ပြောပါတယ်။ဇာကွန်ဆိုလဲတကယ်လို့သူဒီလိုလုပ်တာမမှန်ဘူးဆိုရင်ဆိုင်ရှင်ကအဲ့လိုထင်ရင်သူ့ကိုလာစားပြီးတော့ပြောလိုက်မယ်လို့ပြောလိုက်ပါတယ်။အားကြောင့်ဇာကွန်ဆိုလဲလိုအပ်ရင်သူချက်ချင်းပဲငွေကိုင်းကိုပြောင်းလဲလို့ရတယ်လို့တင်းစင်ကိုင်းအောင်ပြောလိုက်ပါတော့တယ်။အဲ့တော့မှတော့အားလုံးကလည်းဝိုင်းပြီးတော့ပြောနေကြရဖြစ်တာကြောင့်တင်းစင်ကိုင်းဆရာကုန်းဆုံးပြောတဲ့အတိုင်းပဲစီစဉ်ပေးမယ်လို့အျှော်ပေးလိုက်ရပါတော့တယ်။ ဒါမှတင်းစင်းကန်ကတကယ်လို့ဆိုင်ရှင်အပြစ်ရှာလာပြီဆိုရင်သူ့ကိုလာပြီးတော့လွဲမချဖို့နဲ့ဆရာကုန်းဆုံးကိုပြောလိုက်ပါလိမ့်။အနောက်ဆရာကုန်းဆုံးရဲ့ထဲတန်းကိုသမားတော်ကူပြောတယ်။စေညုံတိုင်းဆေးဆက်ပေးလိုက်ဖို့ပြောလိုက်ပါလိမ့်။ဒီလိုနဲ့သူစင်းမလေးလည်းသူ့ကိုကူညီခဲ့တဲ့ဆရာကုန်းဆုံးကိုကျေးဇူးတွေတင်နေပြီးဆရာကုန်းဆုံးလည်းဝေကျွန်းထံကကလေးမလေးအမေရဲ့ယောဂါကိုပျောက်ကင်းအောင်ကုသပေးနိုင်မှာပါလို့ပြောလိုက်ပါလိမ့်။အဲဒီမှာတော့အာယူလည်းကြံတောင်းဘာတွေဖြစ်သွားလဲဆိုတာစဉ်းစားမိတာရှိလားလို့မေးလိုက်ပါလိမ့်။ကြံတောင်းကိစ္စတော်တော်များများသူတို့တွေမရှင်းလင်းသေးပေမဲ့တချို့ကိစ္စတွေကတော့ သူတို့တီထားတယ်လို့ပြောလိုက်ပါတယ်။အားကြောင့်အိုက်ယူလဲဆရာကုန်းဆုံးကရွမ်ဖန်တဲခုဆောင်မှနေသွားတဲ့ပြင်သူကသားဖားတယောက်ကိုလက်ခံပြီးတော့သူတို့အတွက်စေကူးသားပေးလိုက်သေးတယ်လို့တွေးနေပါတယ်။ဒါပေမဲ့ဒုတိယနေ့မှာတော့အဲ့လိုနေမကောင်းဖြစ်နေအဖိုးကြီးပဲကြံခဲ့ပြီးတော့ဆရာကုန်းဆုံးနဲ့သူတမီးတယောက်လည်းပျောက်သွားခဲ့တယ်လို့အိုက်ယူကသုံးသပ်နေပါတယ်။အားကြောင့်ကြံကြောင်းလဲအဖိုးကြီးတယောက်လည်းဒီနေရာရောက်လာပြီးတော့နေမကောင်းဖြစ်သွားပြီမယ်။တယောက်ကသူတမီးဖြစ်နေဟန်ဆောင်နေရာတော့မတိလိုက်တဲ့ပုံပဲလို့တွေးနေခဲ့ပါတယ်။ဒါတော့ပဲကြံကြောင်းလဲအဲ့ဒီ main ကလေးကတေချာပေါက် ကုန်းစုံလူချင်းမင်းစီကိုပြင်မှတ်ထားပြီးတော့လာတာဖြစ်လိမ့်မယ်လို့ပြောလိုက်ပါတယ်။အာယူလဲဆရာကုန်းစုံနဲ့ကောင်မလေးပျောက်သွားပြီးတဲ့နောက်ပိုင်းဘသူမှသူတို့ကိုထားမတွေ့တော့တာကိုထူးဆန်းနေပြီးတော့အဲ့ဒီကောင်မလေးကဆရာကုန်းစုံအမြန်ထိကန့်အောင်လုပ်နေမှာလားလို့တွေးနေမိပါတော့တယ်။အာယူကတော့ကြံကြောင်းရဲ့တိုင်းလောကသားတငယ်ချင်းတွေကိုအကူအညီတောင်းပြီးဆရာကုန်းစုံကဘယ်နေရာမှာမှထပ်ပြီးတော့ပေါ်လာမျိုးမရှိဘူးလို့မပြောဘူးလားလို့မေးလိုက်ပါတယ်။ကြံကြောင်းကသူမိတ်ဆွေတွေဆရာကုန်းစုံနေရာနဲ့မှာမရှာသေးတာဖြစ်နိုင်တယ်လို့ပဲတွေးနေခဲ့ပါတယ်။ဒါတော့ကြံကြောင်းလေးစိတ်ပူနေပြီးတော့ဆရာကုန်းစုံကို ဘာဖြစ်အမြန်ဆုံးနည်းနဲ့တွေးအောင်ရှာမရမယ်လို့ဆုံးဖြတ်လိုက်ပါတော့တယ်။ကျန်ဆောင်လေးရွမ်ဖန်တဲခုဆောင်ကိုဘဟုနေရာဖြစ်နေတတ်မှတ်ပြီးတော့တိုင်းလောကတငယ်ချင်းကိုတဏျာစီသွားပြီးတော့ရှာခိုင်းလိုက်မယ်လို့ပြောလိုက်ပါတယ်။အာယူကတော့သူတို့နှစ်ယောက်ကတော့ဘာဆက်လုပ်ရမလဲလို့မေးလိုက်တာကြောင့်ကျန်ဆောင်လေးသူတို့နှစ်ယောက်တော့နေရာခွဲပြီးတော့ရှာမယ်လို့ပြောလိုက်ပါတယ်။ကျန်ဆောင်ကတိုင်းလောကတက်တည်ပြတဲ့နီလန်သုံးပြီးတော့အဆက်အသွယ်လုပ်မယ်လို့ပြောလိုက်ပါတယ်။အဲဒါမှတော့ဆန်ရှင်ကတင်းစင်းကိုင်နဲ့ကုသမားတို့ကိုညာအီမင်းခေါ်ပြီးတော့တွေ့ပါတယ်။ဆန်ရှင်ဝိညာဉ်ကတော့ဝေချွန်းထံမှာဖြစ်ခဲ့တဲ့ကိစ္စကြောင့်ပါပဲလို့ အားလုံးကိုပြောပြလိုက်ပါတယ်။တင်းစင်းထင်းကလည်းဒီကိစ္စတွေကရှင်းလင်းလောက်ရမှာဖြစ်လို့မဟုတ်ရင်တော့သူ့အနေနဲ့ငွေကင်နဲ့ဆက်လုပ်ရမှာမဟုတ်ဘူးလို့ရှင်းပြလိုက်ပါတယ်။ဝိညာဉ်တော်ဒီနေ့အစားပြီးတော့ဝေချင်းတန်ကိုဘယ်လိုစီမံအုပ်ချုပ်မလဲဆိုတာတခင်ဝီမင်ပြောသလိုပဲလုပ်ရမယ်လို့ပြောလိုက်တာပါ။ဒါပေမဲ့ရှားကုန်းစိုးကညင်းတာကြောင့်ဝိညာဉ်လည်းအကျိုးအကြောင်းကိုရှင်းပြလိုက်ပါတယ်။အဲဒါမှတော့ဝိညာဉ်ခင်မုန်းဖြစ်သူဆိုင်ရှင်းကကံမကောင်းစွာနဲ့စုံမသွားပြီးတဲ့နောက်ပိုင်းမှာဝေချင်းတန်ကဝူဝိညာဉ်ပိုင်ဆိုင်မှုပဲလို့ပြောလိုက်ပါတယ်။အဲဒါဝိညာဉ်ကဘယ်လိုဆုံးဖြတ်ချက်မျိုးမဆိုချာခွင့်ရှိနေလို့ ရှင်းရှင်းလင်းလင်းပြောလိုက်တာပါဒါမဲ့တင်းစင်းကန်ကတော့ဒီနေ့လိုဆင်းရဲသူနဲ့တွေ့ပြီးငွေမြူတာကငွေရှာဖို့ထက်ငွေတောင်ပြန်ပေးရမယ်ဂိမ်းဆိုင်နေလို့ပြောလိုက်ပါတယ်ဝိညာဉ်တော့ပြန်ရော်ပြီးတာဖြစ်ဖြစ်ငွေရှာပြီးတာဖြစ်ဖြစ်အကုံလုံးရဲ့လိုအားကောင်မနေစရာဘူးလို့ပြောလိုက်တာပါပြီးတော့ဝိညာဉ်သူ့ဦးလေးသခင်ကိုဖြစ်တယ်ဆရာကုန်းစွာတစ်ချိန်လုံးငွေလက်မခံတာမျိုးလုံးမှာမဟုတ်ကြောင်းကိုပြောပြလိုက်ပါတယ်ဒါတောင်ဆရာကုန်းစွာလည်းသူကလက်တွေးဖြစ်နေတဲ့အခြေအနေကိုကြည့်ပြီးတော့အကဲဖြတ်ခဲ့တာဖြစ်ကြောင်းကိုရှင်းပြလိုက်ပါတယ်ဝိညာဉ်တော်တရားဟောကတာသူ့ဦးလေးရဲ့စကားကိုနားမထောင်ဘူးဆိုရင်တော့ ချက်ချင်းဝေကျွေးနှန်းကနေထုတ်ပြစ်လိုက်ပါမလို့အပြစ်လာမတင်နဲ့လို့ပြောလိုက်ပါလေအာရန်ကူသမားတော်ကြီးကတော့သူတို့အားလုံးနောက်ဆိုတခင်းကိုရဲ့ပြောစကားကိုနားခံပါမယ်လို့ပြောလိုက်ပါလေတင်းကတော့ဘာမှပြောစရာမရှိပဲသူဟာဝေကျွေးနှန်းကောင်းမှုအတွက်ပါပဲလို့ပြောလိုက်ပါလေဝိညာဉ်တော်တခင်းကိုရဲ့အုပ်ချုပ်မှုအောက်မှာဆိုရင်ဝေကျွေးနှန်းတေတာပေါက်စီကားလာမှာလို့ပြောလိုက်ပါလေအဲနာမတော်ဆရာကုန်းဆုံးလဲသူ့ကိုလိုက်ဖို့ပေးတဲ့ရင်ရှင်းကိုဝိညာဉ်ဝေစားစေမုံကိုနားမလဲတာကြောင့်မေးလိုက်ပါလေဇာကွန်ဆောင်ဝိညာဉ်ဆိုင်ရှင်ရဲ့ဇာပနာလောက်တာသိပေမဲ့ ်ပုံမှန်ဆိုသူပါလို့ဒီလိုမပြင်ဆင်ရတာလဲလို့မေးလိုက်ပါတယ်အားလုံးရင်ရှင်းလဲဝေချွင်းထံဈေးကူးတာနေရာဖြစ်ပြီးလူနာရီပြင်မိသားစုဝင်တွေပါပါလာတဲ့အခါဝိညာဉ်ဇာပနာဝိဆုံကြောင့်စိတ်မသက်သာစရာဖြစ်သွားလိမ့်မယ်လို့ရှင်းပြလိုက်ပါတယ်ဒါမဲ့ညာဘက်တွေမှာတော့ဝိညာဉ်ဧည့်သည်ခေါ်တွေ့တာနဲတဲ့အတွက်ဇာပနာဝိဆုံဝေထားတာဖြစ်ကြောင်းရင်းရှင်းကရှင်းပြပါတယ်ဓမ္မမှာတော့ပေါလုံကြီးမင်းကကျန်ကောင်းပြောင်းနေတာကြားပြီးတော့ဆရာကုန်းဆုံးရှာတွေ့ကြလာလို့မေးပါတယ်ဝမ်ချောင်မန်းတို့ကတော့ကျန်ကောင်းဟာဆရာကုန်းဆုံးအခုထိရှာမတွေ့သေးပေမဲ့အာယူကိုရှာတွေ့ခဲ့ကြအောင်ပြောပြလိုက်ပါတယ် ပြီးတော့ကြံကြောင်းတဲ့အာယူတို့ကမထင်မှတ်ဖဲနဲ့တဏျာတွေကိုသွားပြီးတော့စုံစမ်းမိခဲ့ပြီမယ်ဆရာကုန်းစုံကအစနာပြောင်းနေတဲ့အကြောင်းပေါလုံကြီးမင်းကိုပြောပြလိုက်ပါတယ်အဲ့နောက်မှာတော့ပေါလုံကြီးမင်းစီကိုဦးရော်ရှေ့ရောက်လာပြီးတော့ဆရာကုန်းစုံကိစ္စကိုမတော်ဆကြီးကြီးမားမားဖြစ်သွားတယ်လို့မြင်ကြောင်းပြောလိုက်ပါတယ်အဲ့တော့ဒီကိစ္စမှာဒေတာပေါက်နားလွယ်မှုလွဲနေတာရှိလိမ့်မယ်လို့ယုံကြည်ကြောင်းဦးရော်ကပြောလိုက်ပါတယ်ပေါလုံကြီးမင်းလည်းအဲ့လိုထင်မိမဲ့အစ်မကြီးရဌာနကတပ်သေးတွေအားလုံးပြလိုက်ပြီးတော့ပြည်မှုဆိုင်ရာဌာနကလည်းဆရာကုန်းစုံကိုဖမ်းဆီးဖို့ကြေညာစာထုတ်ပြန်လိုက်ကြောင်းပြောပြနေပါတယ် အနောက်ပေါင်လူကြီးမင်းကတော့ဆရာကုန်းဆုံးရုံးတော်မှာပေါ်လာပြီးမှပဲအားလုံးရှင်းလင်းလင်းဖြစ်နိုင်မယ်လို့သုံးသပ်နေပါတယ်။ဦတော်ရှိကတော့ပြည်မှုဆိုင်ရာဌာနကိုဒီမှုရဲ့ကြားနာမှုမှာတရားမျှတမှုရှိဖို့တင်းကျပ်ထားမယ်လို့ကြောက်ရှံ့ုံတင်းကျပ်ကြမှားထားကြောင်းပြောပြနေပါတယ်။အနောက်ပေါင်လူကြီးမင်းအနေနဲ့ဆရာကုန်းဆုံးမတရားဆွဆွဲခံရမှာကိုစိတ်ပူပန်စရာမလိုတော်ဘူးလို့ပြောလိုက်ပါတယ်။ဆရာကုန်းဆုံးကလူကောင်းကိုမတရားမဆွဆွဲရတယ်လို့လူစိုးလည်းအလိုမပေးရဘူးလို့အစားကလေးကအမှုစီရင်နဲ့စံတတ်မှတ်ချက်ပဲလို့ရှင်းပြပါတယ်။အဲဒါကြောင့်ပေါင်လူကြီးမင်းကတော့ပြည်မှုဆိုင်ရာဌာနက ဒေတာဘဝင်းမြတ်တတ်တာအမှုစီရင်မယ်လို့ယုံကြည်နေပါတယ်။အဲ့ဒါပေါလုံချင်းမင်းကသူဟာမိတ်ဆွေဘက်ကနေကူပြောတာမဟုတ်ပေမဲ့ဇာကွန်ဆုံးချောင်းတိနေလို့သာဒီစကားပြောတာပါလို့ပြောလိုက်ပါတယ်။အဲ့ဒါကတော့စစ်မဲ့ရဌာနအစီရင်ခံလာတဲ့တပ်တွေပြည်စည်းတွေကဇာကွန်ဆုံးကြည့်မယ်ပြောထားတဲ့ရဲမတ်မတန်စီရင်စာအုပ်ပဲလို့ပြောလိုက်ပါတယ်။အဲ့ဒါကြောင့်ဦးရော်ရှိလေပေါလုံချင်းမင်းကအဲ့နိုင်မဲ့စီရင်မှာအတူရောင်ရှိရလို့ထင်နေရလားလို့မေးလိုက်ပါတယ်။ပေါလုံချင်းမင်းကတော့ဒါတွေကိုတိကျမပြောနိုင်ပေမဲ့ကျောင်းဆိုင်ရုံတော်စစ်မဲ့ရဌာနထဲမှာဆွဆွဲတဲ့ ဖြစ်နိုင်ခြေလဲရှိနေအောင်ပြစ်ပယ်ထားလို့မရအောင်ပြောခဲ့တယ်လို့ရှင်းပြလိုက်ပါတယ်။ဒါတော့ဦးကြီးတော်လည်းကြောက်ရှမ်းတဲ့ကိုကြီးကိုရာကိစ္စကြောင့်တွေ့မယ်လို့ပြောလိုက်ပြီးစစ်မဲ့ရာဌာနကိုဝင်ဖို့စူးစမ်းပါတယ်။တပတ်မှတော့ကုသမားတော်ဆေးဆက်တာကမှားယွင်းနေရကြောင်းဇာကွန်ဆောလဲအဓိကဆေးရဲ့ပမာဏမျှတပေမဲ့ဈေးညွန်အရန်ကိုများနေကြောင်းရှင်းပြလိုက်ပါတယ်။အားကြောင့်ကုသမားတော်လည်းဇာကွန်ဆောကဈေးညွန်ပေးပြီးတော့ဈေးကူတတာလားလို့မေးလိုက်ပါတယ်။ဇာကွန်ဆောတော့ပြန်စဉ်းစားကြည့်ပေမဲ့ဘာမှမမှတ်မိဖြစ်နေပြန်ပါတယ်။အဲ့တော့မှတော့ဇာကွန်ဆောကသူဟာဈေးညွန်နေသိဖို့ဆို မလွယ်ကူတာကြောင့်တေတာတော့ဆိုတမားတော်ဖြစ်လောက်တယ်လို့ဝိညာဉ်အောင်လာပြီးတော့ပြောပြပါလေဇာကုံဆိုတာသူသာတမားတော်မဟုတ်ရင်တော့ဘလောက်စေးပမာဏတော့အောင်မလဲဆိုတာကိုလည်းနားလေဘူးဆိုတာမဖြစ်နိုင်ဘူးလို့ပြောပြနေပါလေအဲကြောင့်ရင်ရှင်းလဲနောက်ဆိုကုသမားတော်ကြီးကိုတော့ဇာကုံဆုံးဝင်ကူညီပြီးတော့အတူတူစေးကုပေးလို့ရတာပဲလို့ပြောလိုက်ပါလေဇာကုံဆိုတာတကယ်လို့သူကတမားတော်ဆိုရင်တော့တမားတော်ကောင်းတယောက်မဟုတ်လောက်ဘူးလို့တွေးနေပါလေအဲ့လိုမှမဟုတ်ရင်ဘလို့လောက်ကိုကိုကိုမှန်ညာပြောက်ဆုံးပြီးတော့လုံးဝကိုကိုမမှတ်မိတဲ့ဒီဖြစ်နေမှာလေလို့ဇာကုံဆိုတာထပ်ပြောလိုက်ပါလေအဲကြောင့်ဝိညာဉ်လဲ ဘလို့ပဲဖြစ်ဖြစ်ဆရာကုန်းစွာတဖြည်းဖြည်းနဲ့တော့မှတ်နံပြန်လာလိမ့်မယ်လို့ထင်တယ်လို့ပြောလိုက်ပါတယ်။အန္တမာရဝိညာဉ်ကဒီနှစ်ရက်အတွင်းမှာသူအရေးကြီးသွားစရာကိစ္စရှိတာကြောင့်ဝေချွင်းထံကိုကြည့်ဖို့ဆရာကုန်းစုံမယ်အကူကြီးတောင်းလိုက်ပါတော့တယ်။ဝိညာဉ်နဲ့တင်းရန်ကားဆဆရာကုန်းစုံပြဿနာမရှာရဲတော့သူကူဖုံးနဲ့ထဲတန်းတို့ကလည်းလေးစားနေတာကြောင့်ဆရာကုန်းစုံနဲ့ဆိုစိတ်ချလို့ပြောလိုက်ပါတယ်။အန္တမာရဝိညာဉ်ဆရာကုန်းစွာဘလို့လောက်ပြီးတော့ဈေးဘလို့ကုသမလဲဆိုတာကိုမှတ်မိနေရတာလေလို့ရင်ရှင်းကိုမေးလိုက်ပါတယ်။ရင်ရှင်းကတော့ကိစ္စမရှိပဲအဓိကကဘယ်သူလဲဆိုတာကိုမမှတ်မိပဲ မင်းနေရပြီလို့ပဲပြောလိုက်ပါလေဝိညာဉ်ကတော့သူတို့တွေဒါကိုပေါ့ပေါ့လေးပြစ်ထားလို့မရဘူးလို့ပြောလိုက်တဲ့အတွက်ရင်ရှင်းလဲဘာအကြံစီရှိလို့လဲလို့မေးလိုက်ပါလေဝိညာဉ်တော့ရင်ရှင်းစရာရဲ့ပူပင်ကင်းမဲ့ဆေးကအကျိုးတရားမှုရှိပေမဲ့လဲခိုင်ဖုံးတော့စီသွားပြီးတော့ကုန်းဆုံးချဲရဲ့အသက်ကိုဘာလို့ဒီတိုင်းထားထားလဲလို့သွားမေးဖို့ဆုံးဖြတ်လိုက်ပါလေအဲ့တော့မှတော့ဝန်ချီကဦတော်ရှင်ညွှန်ကြားထားတဲ့အတိုင်းကြောက်ရှမ်းစီကိုလာမယ်အကြောင်းအရင်အကြောင်းကြားပါလေဦတော်ရှင်ညွှန်ကြားတဲ့ရခမ်းမဆောင်မသွားဘဲနဲ့ကြောက်ရှမ်းနေတဲ့နေရာစီကိုပဲလာမယ်အကြောင်းကိုပါပြောလိုက်ပါလေ အဲ့တော့မတော်ဦးတော်ရှိရောက်လာပြီးတော့ကြောက်ဆန်းနေတဲ့နေရာကိုလာကြည့်ပါလေ။ကြောက်ဆန်းတော့သူကဘရင်မျိုးနွယ်ကနေမွေးဖွားတာဖြစ်ပေမဲ့နန်းတော်ထဲမှာတော့အရာရှိဖြစ်တာဝန်ထမ်းဆောင်နေတာဖြစ်တယ်လို့ပြောလိုက်ပါလေ။ပြီးတော့ကြောက်ဆန်းသာအလုံးနဲ့နားချိန်နေစဉ်ဘဝမှာဘရင်မျိုးနယ်ပုံနေထိုင်ပုံကိုကဝါချတာလို့မဖြစ်ဘူးဆိုရင်လူတွေပြစ်ချတာခံနိုင်တာကြောင့်ကိုကိုလုံလာဝရီယာစိုက်ထုတ်ဖို့လစ်လီရှူလာလို့မဖြစ်ကြောင်းကိုပြောပြပါလေ။အဲ့တော့မတော်ဦးတော်ကခိုင်ဖုံးရုံတော်ပေါင်လုံးကြီးမြင့်စီလာရင်းနဲ့လမ်းကြုံလို့ကြောက်ဆန်းစီကိုဝင်လာကြောင်းရှင်းပြလိုက်ပါလေ။ ပြီးတော့ဦးအီတော်ကဆရာကောင်းဆုံးရဲမှတ်မှတ်တမ်းစာကိုခိုးယူသွားတဲ့ကိစ္စကိုလာပြောတာဖြစ်ကြောင်းကိုပြောပြလိုက်ပါတယ်။ဦးအီတော်ရှိကတော့ကြောင်းချန့်စစ်မဲ့ကြီးကထားထားအတွင်းပိုင်းမှာအတူရောင်ဖန်ပြီးတော့ဆရာကောင်းဆုံးကြောင်းချနယ်လူရှိနေရာကိုဖယ်ထုတ်ထားလို့မဖြစ်ကြောင်းကိုပြောလိုက်ပါတယ်။ကြောင်းချန့်တော့သူတေချာမစုံစမ်းတာစစ်မဲ့ကြီးကဌာနတစ်ခုလုံးမှာအရာရှိအသိဖြစ်ဖြစ်အဟောင်းဖြစ်ဖြစ်အကုန်လုံးကသူကိုယ်တိုင်ပဲရွေးချယ်ထားဖြစ်လို့တကယ်လို့သူတို့ကမယုံရင်အရေးကြီးနေရာကိုပေးလို့မဖြစ်တဲ့ကြောင်းကိုပြန်ရှင်းပြပါတယ်။အဲတော့ပေါလုံကြီးမင်းလဲဆရာကောင်းဆုံးကိုဒီမှုမကျူးလို့မှုလို့ထင်နေတယ်လို့ကြောင်းချန့်လည်းပဲ သူ့ရဲ့စစ်မှတ်ရေးရာဌာနလူဟာအတူရောင်ဖန်တီးရမျိုးမရှိဘူးထင်ကြောင်းကိုပြန်ပြောလိုက်ပါတယ်။ဦးတော်ကတော့ကြောက်ရွံ့ပြောတာလေသဘာဝကျတာကြောင့်တယောက်တည်းရင်ဆိုင်မှုရေချင်းအပြေးဝရှိနေလောက်ပြီလို့ပြောလိုက်ပါတယ်။ကြောက်ရွံ့တော့အဲ့လိုအတူရောင်ကိစ္စဖြစ်နိုင်ခြင်းနဲ့ပေမဲ့သူလည်းပဲတိတ်တိတ်လေးစုံစမ်းနေတဲ့အကြောင်းကိုပြောပြလိုက်ပါတယ်။ဒါပေမဲ့ကြောက်ရွံ့သူ့ဌာနအတွင်းကလူတွေစိတ်မချမ်းမြေမှာဆိုလို့သာရှောင်ရှားဖို့အတွက်တရားဝင်တော့ချမပြဘူးလို့ဦးတော်ကိုရှင်းပြလိုက်ပါတယ်။အဲဒါကြောင့်ဦးတော်လည်းသူသားကြောက်ရွံ့တိတ်ဆိတ်ပြူဟာကြောင့်တကယ်ကိုရရှိကောင်းပီတာပါပဲလို့ချီးကျူးလိုက်ပါတယ်။ အဲ့မှာတော့ကုသမားတို့ဟာထေတန့်အခန်းကိုတေရှာဖို့လာနေတဲ့အခန်းတွေကထွက်လာတဲ့ဆရာကုန်းစိုးကိုမြင်ပြီးလန့်သွားခဲ့ပါလေဆရာကုန်းစိုးကမိကုန်းလေးထုတ်နေအောင်ကုသမားတို့လည်းထေတန့်ကိုလာရှာပြီးတော့အခါကြီးကြိုခိုင်းမဲ့အကြောင်းကိုပြောပါလေဒါပေမဲ့ဆရာကုန်းစိုးကလက်ထက်ကတေအိုးကိုပြပြီးတော့ကုသမားတို့ရှာနေရလားလို့မေးလိုက်ပါလေဆရာကုန်းစိုးကကုသမားတို့တေဆွဲလန်းနေအောင်သိပေမဲ့လူနာကိုစေကုသမှာတေတောက်ပြီးတော့ကုတာကအမားဖြစ်တာကိုရှောင်းအပ်ခတ်ကြောင်းရှင်းပြလိုက်ပါလေအားလုံးတေဖြတ်ခိုင်းမဲ့ကုသမားတို့ကတော့ဖြတ်ရခက်ခဲနေကြတာပါ ဇာကွန်ဆိုတော့ကုသမားတော်လေတမားတော်တပါဖြစ်တာကြောင့် SI တဲ့နီလန်းနဲ့တေဆွဲတာကိုဖျက်တာမခက်ခဲကြောင်းရှင်းပြပါတယ်။အလောင်းတကယ်လို့သာကုသမားတော်သဘောတူမယ်ဆိုရင်တော့ဇာကွန်ဆိုကကုပြီးတော့ SI ပေးပါမယ်လို့ပြောလိုက်ပါတယ်။ဒါပေမဲ့ကုသမားတော်ကတော့သူဟာအဖိုးကြီးရွယ်ဖြစ်နေဖြစ်တာကြောင့်သူမှတေကလွှဲရင်ဘာမှလိုချင်တတ်မှတ်မှုမရှိတာကိုဘယ်လိုလုပ်ရမလဲလို့ပြန်မေးလိုက်ပါတယ်။အလောင်းဇာကွန်ဆိုလည်းနေတိုင်းအိမ်မှာတေရှော့တောက်ပြီးတော့ဖြည်းဖြည်းချင်းပမာဏကိုရှော့သွားပြီးဝေချင်းနိုင်ကိုလာရင်တော့အတတ်နိုင်ဆုံးမတောက်ဖို့မှားလိုက်ပါတယ်။ ပြီးတော့ဆရာကောင်းစွာတဲ့နေတိုင်း SI ပညာနဲ့ကုသမားတော်တေးဆွဲတာကိုဖြည်းဖြည်းချင်းဖြတ်ပေးပါမယ်လို့ပြောလိုက်ပါတော့တယ်။အဲနောက်နာခံပြီးတော့ထွက်သွားတဲ့ကုသမားတော်ဆရာကောင်းစွာပြန်ခေါ်လိုက်ပြီးတဏီကုံစိတ်ကြောင်ခြောက်ခြားမဖြစ်အောင်လို့နှံကုံလောက်တောက်သွားခိုင်းလိုက်ပါလိမ့်။ဂျိုနဲ့အဝေးကကြည့်နေရင်ရှင်လဲဆရာကောင်းဆုံးစီလာပြီးတော့ကုသမားတော်အတွက်နီးလန်းရသွားပြီပေါ့လို့ပြောနေပါတော့တယ်။ဆရာကောင်းစွာဆေးပညာနဲ့တေးဖြတ်တာကလူစိတ်ကိုဖြည့်သိမ့်ပေးအောင်ပဲရတာကြောင့်တကယ်ဖြတ်နိုင်မဖြတ်နိုင်အောင်တော့လူရဲ့စိတ်ဆန္ဒကိုပဲကြည့်ရမှာလို့ပြောလိုက်ပါတယ်။အားလုံးဆရာကောင်းစွာကကုသမားတော်ကိုရှော့တောက်ခိုင်းတာကနေစပြီး ဖေဖေချင်းဖြတ်သွားစီခြင်းတဲ့အကြောင်းကိုပြောလိုက်ပါတယ်။အဲနောက်ဆရာကုန်းစိုးလန်းဆိုင်ရှင်ဝိညာဉ်အပြင်ထွက်သွားတာကိုရင်းချင်ပါဘူးလိုက်မသွားလေလို့မေးလိုက်ပါတယ်။ရင်းချင်တော့သူတို့မမလေးကအပြင်ထွက်ရင်သူများတွေလိုက်တာမျိုးမကြိုက်တာကြောင့်သူလည်းပဲနေခဲ့ကြောင်းကိုပြောပြလိုက်ပါတယ်။ဆရာကုန်းစိုးလန်းဝိညာဉ်သွားတဲ့နေရာကိုမေးပေမယ့်ရင်းချင်တော့သူမမလေးကမပြောတာကြောင့်သူလည်းမမေးခဲ့ရကြောင်းကိုပဲပြန်ပြောလိုက်ပါတယ်။ဒါပေမဲ့ဝိညာဉ်နှစ်ရက်သုံးရက်နေပြန်အောင်လာမှာဖြစ်လို့ဆရာကုန်းစိုးဝိညာဉ်အတွက်စိတ်မပူဖို့ပြောလိုက်ပါတယ်။ အဲ့ဒါမှာတော့လျိုယိုကဦးကြီးတော်ကဒီမှုနဲ့ပတ်သက်ပြီးတော့ဗာမေးတာလဲလို့ကြောက်ရှံ့အောင်မေးနေပါတယ်ကြောက်ရှံ့ရတော့သူ့အဖေကဒီမှုနဲ့ပတ်သက်ပြီးတော့စစ်မဲ့ရေးအားဌာနမှာကြောက်ချဆွဆွဲထားတဲ့သူများရှိလားလို့သတိပေးအောင်ပဲလို့ရှင်းပြလိုက်ပါတယ်အဲ့နောက်လျိုယိုလည်းကြောက်ရှံ့ကိုနန်ဖီခိုင်ကသတင်းပို့လာတဲ့အကြောင်းပြောပြီးတွေးကျင်တဲ့အကြောင်းကိုပြောလိုက်ပါတယ်လျိုလည်းသူကသူ့ဘောနဲ့သူလည်းဝူချိုင်အိမ်တော်မှာကြောက်ရှံ့ကိုတွေးဖို့စောင့်နေကြောင်းပြောပြလိုက်ပါတယ်အဲ့ဒါမှာတော့ကြောက်ရှံ့ရဲ့ဝိညာဉ်ကိုတွေးပြီးတော့သူတို့ရောက်လာဆရာသူမောင်နှမဆက်ဆံရေးရှိကြပါတယ်ဒုနဲ့ကြောက်ရှံ့ကသူ့ကိုလာတွေးတဲ့ဝိညာဉ်ကို စီစဉ်တိုင်းလို့ပြီးတော့အချင်းချင်းတွေ့တာရှောင်ရှားဖို့မာကေကြောင်းပြန်ပြောပြနေပါလေဝိညာဉ်တော်ကြောက်ရှန့်ပြောတာကိုနားလည်ပြီမဲ့သူသိချင်တာကဘာလို့ကုန်းဆုံးချဲ့အသက်ကိုခြံထားရလဲလို့မေးလိုက်ပါလေတပတ်တော်ဖေနဲ့အမေဖြစ်သူကကြောက်ရှန့်အမူအရာတွေအပြုအမူတွေပြန်ပြောပြီးတော့သဘောကျနေကြပါလေဦးတော်ကတော့သူသားကြောက်ရှန့်ကဘရင်ဆွေမျိုးဖြစ်မမိခိုးပဲကိုယ်တိုင်ဇွဲလုံးလာဝရိယကိုမိခိုးတာကစိတ်ကျဉ်တဲ့ဆရာကောင်းတယ်လို့ပြောနေပါလေအဲ့တော့မှကြောက်ရှန့်ကဝိညာဉ်တော်မှာကုန်းဆုံးချဲ့အသက်ကိုခြံထားတဲ့အကြောင်းဝိညာဉ်ကိုရှင်းပြပါလေ ကျောက်ဆန်းကကုံဆုံချက်အသက်ကိုခြံထားတာကကုံဆုံချက်လို့ရေချင်းရှိတဲ့သူကိုမခွဲရနိုင်လို့ပဲလို့ပြောလိုက်ပါတော့တယ်။ပြီးတော့ကုံဆုံချက်လို့ထူးခြားတဲ့ပညာရှိလို့လူမျိုးကတိတ်များများမရှိတာကြောင့်ကြံကြောင်းတော်မှာအသုံးချလို့ရမယ်ဆိုရင်ပိုကောင်းတယ်လို့ပြောလိုက်ပါတယ်။ကျောက်ဆန်းအဓိကပြစ်မှတ်ကပေါင်ချိန်တယောက်တည်းပဲဖြစ်တာကြောင့်ကြံတဲ့သူတွေကိုခြံထားတာဖြစ်ကြောင်းဝိညာဉ်ကိုပြောနေပါတယ်။ဝိညာဉ်တော်ကျောက်ဆန်းသာနောင်ချိန်တားဆုံးပြီးနေရာကိုရယူပြီးသွားရင်ပေါင်ချိန်လို့ရေချင်းရှိတဲ့ရာရှိရှိနေတာပိုကောင်းမယ်လို့အကြံပေးနေပါတယ်။ဒါပေမဲ့ကျောက်ဆန်းရွယ်ချက်ကတော့မင်းကြီးကို အစမပြအမားတွေကျူးလွန်ခိုင်းပြီးတော့မင်းကြီးအစွမ်းစားမရှိတာကိုပေါ်ထုတ်မဲ့နီလန်းပဲဖြစ်ပါလေ။ပြီးတော့မှတော်ဝင်မျိုးနွယ်အင်အားကိုတုံးပြီးတော့နန်းဆုံးမဖိအားပေးပြီးရင်ကြောက်ရှန့်တားဆုံးပြီးတစ်ခုလုံးကိုထိန်းချုံမဲ့ဘရင်နေရာကိုယူဖို့အတွက်ရည်ရွယ်ထားတာပဲဖြစ်ပါလေ။ကြောက်ရှန့်လိုက်ပေါင်လူကြီးမင်းကအရေးချင်းအရန်ကောင်းသူအရန်သစ္စာရှိပြီးတော့ဂုံဆုံးချက်ရဲမှန်မှတ်တမ်းစင်းကိုကိုယ်ရွယ်လို့ဆွဆွဲတာကနေတစင်ချင်းပေါင်ချိန်ကိုထောင်ချောက်တဲ့ဝင်ခိုင်းမှုအကြံထုတ်နေပါလေ။အဲဆုံးမှာတော့ကြောက်ရှန့်ကတိုင်းမီဥပဒေကိုတုံးပြီးတော့ပေါင်ချိန်ကိုတည်တံပေးဖို့ကြံစီနေပါလေ။ ဝိညာဉ်တော် ကုံဆုံးချက်ကိုမတတ်တာကအန်ရည်များပြီးလူယူရဲ့ဆေးကအစွမ်းမထွက်ပါကိုစိုးတယ်လို့ပြောနေပါတယ်။ဒါပေမဲ့ကြောက်ရှမ်းတော့လူယူကတိုင်းလောကမှာအစိတ်ပြင်းလုံးအန်ရည်ရှိနေပြီးတော့မယိုးမဖြောင်းမတ်ဘူးဆိုပေမဲ့အစိတ်သုံးတဲ့နေရာမှာတော့ကျွမ်းကျင်ကြောင်းပြောပြလိုက်ပါတယ်။အန်တော်မတော်ကြောက်ရှမ်းကပြည်မှုဆိုင်ရာဌာနရဲ့ညင်ညာချက်ကနန်ဖီခံကိုရောက်မလာဘူးမလားလို့မေးလိုက်ပါတော့တယ်။တကယ်တော့နန်ဖီခံကိုမရောက်တာကဝိညာဉ်သတင်းပို့သူကိုတတ်ပြီးတော့ကုံဆုံးချက်ရဲ့ဖမ်းရမ်းမိတ်ကိုဖြတ်တောက်ထားခဲ့လို့ပါပဲ။အန်တော်မတော်ကြောက်ရှမ်းဝိညာဉ်ကိုမြို့တော်ထဲထပ်မလာခိုင်းတော့ပဲ။ နန်ဗီခိုင်မှာသာကုန်းဆုံးချက်ကိုအဓိကစောင့်ကြည့်စေလိုက်ပါရယ်ဒါဆိုတော့ဒီမှုရဲ့ပြဿနာဘေးအထီးနှန်းကိုလူကျင်နေတဲ့ဘေးမျိုးနွယ်ကြောက်ရှံဖြစ်နေပြီဆိုတာကိုသိလိုက်တာကြောင့်နောက်ပိုင်းမှာတော့ပို့ပြီးတော့ရှေးဆက်သွားမယ်လမ်းတွေကခက်ခဲလာဖို့ရှိနေတာပဲဖြစ်ပါတော့တယ်ဟုတ်ကဲ့ပါဒီနေ့တော့ဒီဆက်မှတော့ဒီလောက်ပါပဲခင်ဗျနောက်နေ့မှလည်း ဒီတူတရားရှင်ပေါင်ချိန်ပိုင်းဆက်ဇလန်းနဲ့များဆက်ပြီးတော့ရှိနေဦးမှာဖြစ်ပါတယ်အော်ဒီနေ့မှာစာဆုံးလိုက်ပါကျေးဇူးအားပေးခဲ့ဗောရာတို့အားလုံးကျေးဇူးတူပဲတင်ရှိပါရခင်ဗျာမကောင်းတာလုပ်တဲ့ကောင်းလေးမှန်သမျှမိုးနှမင်းဒဏ်ခတ်ပါစေဗျာကျွန်တော်အန်ခင်မူပါ